ကဲဒီနေ့တော့ပဇွန်နဲ့အာလူးကို အချိန်မိနစ်20ဝန်းကျင်လောက်နဲ့လွယ်လွယ်ကူကူလေးချက်ပြမယ်ဗျာအလုတ်သွားအလုတ်ပြန်နဲ့ချက်ပြုတ်ဖို့အချိန်တိတ်မရတဲ့သူတွေအတွက်အစဉ်ပြေမဲ့နည်းလေးပါဒါဆိုအရင်ဆုံးပဇွန်ကိုတန့်စင်ပြီးတော့စားစနွင်းအချို့မို့အနှဲငယ်စီထည့်ပြီးတော့နေထားလိုက်မယ်ဗျာ အာလူရဲ့ကျက်သွန်နီရဲ့ငေုတ်တီးစင်းရဲ့ကို ကိုကြိုက်တဲ့အနေထားလေးတွေနဲ့ခတ်တေးတေးလှီထားလိုက်မယ်။ဒါဆိုအခုစချက်မယ်စီပူလာရင်ကျက်သွန်နီကိုထည့်ပြီးရင်စနေမုတ်ထည့်နည်းနည်းမှွေပြီးရင်ငေုတ်တီးမုတ်နဲ့မဆလာကိုထည့်အနံ့မွေးလာတာနဲ့ပဇွန်ထည့်ရေနည်းနည်းလေးထည့်သမအောင်မှွေပြီးအဖုံးတဝက်လောက်ပိတ်ပြီးမိနစ်အနည်းငယ်လောက်ထားလိုက်မယ်။ ရေနဲ့ခန်းသွားတာနဲ့အာလူးကိုထည့်ပြီးတမအောင်မှွေပြီးတော့အဖုံးခဏလောက်ပြန်ပိတ်ထားလိုက်မယ်။အာလူးနည်းနည်းလေးပြော့ပြီးဆိုရင်ငေးသီးစိမ်းကိုထည့်ပြီးရင်အရသာအတွက်စားနဲ့အချိုမုတ်ကိုထည့်ပြီးတမအောင်မှွေပေးမယ်။အာလူးပြော့ပြီးဆိုရင်တော့ပြီးပါပြီခင်ဗျာလွယ်ကူမြန်ဆန်ပြီးအနံ့လဲမှွေထမင်းလဲမြိန်စီလို့ချက်စားကြည့်ပါအရန်ကောင်းပါတယ်။